တနေ့ခေတ်တချို့ရည်ဒေသနေမှာဘုရားဝရအမှုဘောအမှုကိစ္စပြဿနာတွေရင်ဆိုင်ဖြေရှင်းကြတဲ့အခါမြမြတတမှန်မှန်ကန်ကန်မဖြစ်ဘဲနဲ့တစ်ပတ်ဆောင်းနှင်းကြီးတွေဖြစ်နေတာလေဦးဇင်းတို့မြင်ကြကြားကြတွေ့ကြမှာပါပဲเนาะဘယ်လိုသဘောလဲဆိုတော့ငွေမြတရားနိုင်ဆိုတာဒီသဘောဖြစ်တယ် ရားဥပဒေရှိတိုင်းမှန်ကန်တက်မှတ်မှု မရှိဘဲနဲ့ပတ်စာရှိတဲ့လူဟာပဲနိုင်စရံဒီအခြေအနေမျိုးတွေဖြစ်ပေါ်လာဒါကလည်းဥစဉ်တို့တစ်ချိန်တော့ကောသလမင်းကြီးကသူ့အိမ်မှာသူ့အိမ်မှာထဲမှာဘယ်လိုအိမ်မှာမှတ်တယ်လဲဆိုတော့ငင်းတကောင်ကခေါင်းနှလုံးနဲ့စားတောင့်နေတာကိုတွေ့ à bé bé con nhà bé con con đàn lông này xa đó là lệ tu ai à tên đây để lục mà sẽ hiểu tìm miệng à nó tìm miệng à xa đó là lệ bé mà ai à bé bé con ngồi chơi lệ chơi đó là xa nhà bé con ngồi chơi lệ bé chơi đó là xa con đàn lông này miệng bộ ဒါဟာဘာသဘောတုံးဆိုလို့ချင်းဒီအိမ်မက်ရဲ့အကျိုးပြဟာနောက်တစ်ချိန်မှာတရားမစောင့်နဲ့တရားပြတ်တဲ့မဲညစ်တဲ့ပုံကိုယ်တွေဟာသူတော်ကောင်းတွေကဘေးရောက်သွားပြီတော့သူရောက်มาတယ်မင်းရဲ့ပုံကိုယ်တရားယာတုအာနာလောက်ပိုင်ခွင့်တွေကို မတရားနည်းနဲ့ရယူလာကြလိမ့်မယ်အဲ့လိုရယူလာကြတဲ့အခါကျတော့ တရားတဲ့ပုဂ္ဂိုလ်တွေတရားမဆောင်တဲ့ပုဂ္ဂိုလ်တွေမင်းအဖြစ်ကိုရောက်လာတဲ့အခါရှင်ဘုရင်ကတရားပြတ်တော့နောက်လိုက်ငယ်သားမင်းမူထန်းတွေကလည်းပဲတခါတဲ့တမတမတ်မကြတော့အာဒီဇာတုကိုငါတို့ရအောင်ယူမှာအကက်ကောင်းမှပေကံလတ်ထိုးပြီးတော့ကိုယ်အထက်အထက်ကပုံပေါ်တွေကိုပေကံလတ်ထိုးကပ်ပြီးတော့ဇာတုကိုရအောင်စု။ ဂျူပီတဲ့အခါမှာလည်းပဲငါရှိကလူတော်ဒီလိုလှုပ်သွားသေးတာပဲငါတို့အထက်ကဘယ်သူတောင်မှဘယ်လိုအောက်လန်းအောက်ဆိုက်ငွေတွေရနေသေးတာပဲငါလည်းရအောင်ရှာမယ်ဆိုပြီးတော့အဲ့ဒါလိုမင်းမူဒန်းတွေကတရားပြတ်ကြသူတို့ကိုပေးကမ်းထားတဲ့ပုံကိုယ်တွေကိုအနိုင်ပေးတယ်သူတို့နဲ့ပဏာမသိတဲ့ပုံကိုယ်တွေသူတို့ပေးကမ်းထားတဲ့ပုံကိုယ်တွေကိုနှိမ့်ဆက်အနိုင်ကျင့်ဖြတ်စည်းကြတယ် တရားပြတ်ကြတာနော်အေးဘယ်လိုကိစ္စရဲ့ဖြစ်ဖြစ်အဲ့ဒါငွေကြီးဥစ္စာမပြည့်စုံတဲ့အစင်းရဲ့နွမ်းပါတဲ့တိုင်းသူပြည်သားတွေဟာမင်းကိုအားကိုးလို့မရတဲ့အနေအထားမျိုးကိုရောက်သွားတာဒီလိုကလာမျိုးတွေဖြစ်လာတဲ့အခါမှာအားလုံးစိတ်ချမ်းသာမှုဘဝလုံခြုံမှုတွေပြတ်ပြားပြီးတော့စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေဖြစ်ပေါ်လာမယ် ပဇံရှိတဲ့ပုံကိုယ်တွေကထင်တိုင်းကျဲတဲ့အတွက်ကြောင့်မလို့မပြည့်စုံတဲ့ပုံကိုယ်တွေကညှိုးငယ်ထိတ်လန့်ကြောက်ရွံ့ပြီးတော့နေရမယ်ဒီလိုအခြေအနေမျိုးတွေဒီလိုအခြေအနေဆုံးမျိုးတွေဖြစ်ပေါ်လာနိုင်မယ်ဆိုတဲ့အနေအထားဖြစ်တယ်ဒါကသူကပြောချင်တာကတော့အဲ့လိုမင်းမေတ္တန်းနေတရားပြတ်တဲ့အခါဘယ်သူတွေတရားပြတ်တုံဆိုတော့တရားသူကြီးတွေတရားပြတ်တယ်တရားသူကြီးဆိုတာတမာတမတ်ကြရမှာပဲမင်းရယ်ကိုစား ဖြစ်ပေါ်လာတဲ့မှုခင်းကိစ္စတွေကိုရှင်ဘရင်ကိုစားတိုင်းအုပ်ချုပ်တဲ့မင်းကိုစားစီမံဆောင်ဖြတ်ပေးတဲ့ပုဂ္ဂိုလ်သူကအဲ့ဒီပုဂ္ဂိုလ်ကတရားပြက်ပြီးတော့တခါတည်းငါတရားထုရဖို့လွယ်တာမဟုတ်အများကြီးရင်ခဲ့ရတာတခါတည်းတရားထုလေးစီတော့ရသလောက်ယူထားမှာဒါမှငါအတွက်ကြံပါဆိုပြီးတော့အကြီးကဲလောက်ရတဲ့တရားသူကြီးတွေအုပ်ချုပ်ရေးအကြီးကဲပုဂ္ဂိုလ်တွေရသလောက်တင်ကျုံပြီးတော့ပေးသမျှယူ တို့ပေးတဲ့ကမ်းတဲ့လူတွေကိုမျက်နှာလိုက်ပြီးတော့ဗတ်လိုက်ပြီးတော့အနိုင်ပေးတာနော်တရလူဘက်ကလည်းပဲယူတယ်တရခံဘက်ကလည်းပဲယူတယ်နှစ်ဖက်လုံးယူတယ်ဒါတော့ပဲမြင်ခရွင်းနှစ်ပေါက်နဲ့စားတယ်လို့ပြောပေးတဲ့လောက်ယူတာပဲဘလောက်ပဲ၍နော်ဥစ္စာတို့လက်ထိုးတယ်ဆိုတာအတိုင်းတာမှမရှိရပေးတဲ့လောက်ယူတယ်အေးများများပေးနိုင်တဲ့ဘက်ကငွေများများပေးနိုင်တဲ့ဘက်ကလက်များများထိုးနိုင်တဲ့ဘက်ကအနိုင်ပေးလိုက်တယ်ဘော ီလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာပြီးဆိုတော့တိုက်ပြည်ရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးတွေပြတ်စီးပြီးတော့ပြည်သူတွေဟာဖိတ်လန့်တုန်လှုပ်ပြီးတော့နေကြရလိမ့်မယ်။ဆင်းရဲပင်ပန်းကြရလိမ့်မယ်။ဘဝအမခံချက်တွေဝေဝါးရင်ရင်ပြီးတော့သွားနိုင်တယ်။အေးသူများပတ်စံရှိရင်ဘာမှမဆိုလှုပ်လို့ရတယ်ဆိုအတွေ့မျိုးတွေဝင်ပြီးတော့ငွေရာရေးအတွက်ဖြတ်လန်းကလိုက်ကြလိုက် ဲလိုလိုက်လာတဲ့အခါကျတော့ရှင်ဘာပြဿနာဖြစ်ဖြစ်ငွေနဲ့ပေါက်ပြီးတော့ဖြည့်ရှင်းလို့ရတယ်ဆိုအတွေ့မျိုးတွေဝင်လာပြီးတော့လောကကြီးဟာမငြိမ်းချမ်းတော့ပဲအာလုံးဒုက္ခရောက်သွားနိုင်တယ်လို့ဒါဒီအိမ်မက်ရဲ့အကျိုးအပြားဒီလိုပေါ့လေဒါဘယ်ဥစ္စနောဒါဘယ်ဥစ္စနောခြေစရာတော်ကြီးတွေကဂျုံပြန်ရအတ္တရေရာဇာ ခရွေနတ်တန်နဲ့မူရောဆံယူလို့စားတဲ့ခြားလို့မရဖို့ပန္ဒာနှဖျားယူစားနပဆုံးမကုံဓမ္မမမှန်ကံဖြန့်ငါဖြတ်တဲ့ပြည့်ပြတ်တရားခရွေနတ်ပေါင်းမြင်းစားတော့မလောက်မြင်မှတ်တယ် လန္နပ္ပသမှုမမြတရားစီရင်မည်